ားလုံးပဲမင်္ဂလာပါရှမ်းပြည်ချန်နယ်ကနေပြန်လည်ချစ်ဆိုပါရခင်ဗျာမြန်မာနိုင်ငံရဲ့စွန့်အင်္ဂနာမှာစိတ်လုံရှားစရာတည်ငောင်းတစ်ခုထပ်ပေါ်လာပါပြီအကြမ်းသိမိကမြန်မာကလုံးပြည်လည်ပြည်မှာတဘာဝဓာတ်ငွေတိုက်အသည့်များစွာရှားဖွေးတွေ့ရှိမှုနဲ့စီမံကိန်းအသည့်များတွေသဘောတူညီမှုတွေဟာနိုင်ငံရဲ့အနာဂတ်စီးပွားရေးကိုအကြီးအကျယ်ရောင်းနှင်းစေနိုင်တဲ့အလားအလာတွေရှိနေပါတယ် ဒါပေမဲ့ဒီတိုင်းလေးတိုက်ဟာတကယ်ပဲပေါ်ပြထားတဲ့အတိုင်းကြီးမားတဲ့ပမာဏဖြစ်ခဲ့မှာဆိုရင်ဒါဒီတာအတွင်းစွိုင်းအင်စိတ်ွဲပေါ်တိတာတင်ရှားတဲ့တယောင်မှုရှိလာပါလိမ့်မယ်အဓိကတယောင်မှုကတော့ဒီပင်လက်စမီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မယ်အခွင့်အလမ်းနိုင်ငံခြားတွင်ရရှိမှုတုံ့ပြန်နိုင်မယ်အလားအလာပဲဖြစ်ပါတယ် ခုရှင်မှာဒါတွေအားလုံးဟာခမန်းရှိပမနာတာဖြစ်နေပါသေးတယ်။ကြီးမားတဲ့စိန်ခေါ်မှုတွေကရှိနေပါတယ်။ဒုဖော်မှုအစစ်တကယ်တမ်းဒုဖော်မှုစတင်ဖို့နဲ့စီးပွားရေးအရာတို့ရှိကံရှိမရှိစစ်ဆေးဖို့လိုအပ်နေပါသေးတယ်။ဘူလင်မန်တန် transparency ဒီလိုတဘာဝတာယာစတာကြီးတွေကိုဘူလင်မန်တန်တောင်းခံမှုရှိရှိဘယ်လိုစီမံခန့်ခွဲမလဲဆိုတော့က အဓိကကြတဲ့စံတဲ့ချက်ဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကလည်းဒီအချက်ကိုစောင့်ကြည့်နေပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုမတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေအောက်မှာနိုင်ငံတကာယင်းဒီမြောက်နှံမှုတွေဆက်လက်ရရှိဖို့ကစိန်ခေါ်မှုတစ်ခုပါပဲ။ပြောရမယ်ဆိုရင်ကိုစလီတသမချောင်း trillion တို့ရှိမှုကမြန်မာနိုင်ငံအတွက်စိတ်လှုပ်ရှားစရာ ရှားပွေသူရှိမှုတခုဖြစ်တယ်လို့နိုင်ငံရဲ့အနာဂတ်တည်ငြိမ်ရင်းနဲ့စီးပွားရေးသူတပ်ဖွဲ့အတွက်အရေးပါတဲ့စံတချက်တခုလည်းဖြစ်နေပါတယ်ဒီတဘာဝတံငွေတိုက်တဲ့ဟာအခွင့်အရေးနဲ့စင်ခေါ်မှုတွေရောထွေးနေတဲ့ကိစ္စတခုပါနောက်ထပ်တတိယအချက်လေးတွေအသေးစိတ်သူဖော်မှုအစီရင်ခံစာတွေထွက်ပေါ်လာတဲ့နေအများကျွန်တော်ရဲ့ channel ကနေ အမြဲတမ်းဆက်လက်ပေါ်ပြပေးသွားမှာဖြစ်လို့ subscribe လုပ်ပြီးစောင့်ကြည့်ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ